United ရဲ့ Reflect တော်ထိုင်ကြီး United အကြောင်းကိုပြောကြမယ်ဆိုရင် Sergeant Reflect ဆိုတဲ့ Billionaire အကြောင်းကိုမဖြစ်မနေထည့်ပြောကြရမှာပါ။နောက်ပိုင်း United ရဲ့နှစ်ကာလတွေမှာ ကွင်းတွင်းဆန်းဆောင်ရည်တွေအကြောင်းကိုပြောရင်ဖာနန်ဒက်စ်ကမှပါမဖြစ်ဆိုသလိုကွင်းပြင်ပအကြောင်းတွေကိုပြောမယ်ဆိုရင်ဆာဂျင်ရက်ဖလစ်ကလည်းမပါမဖြစ်ပါပဲဝန်ထမ်း450ကျော်ကိုလုပ်ဖြုတ်ဖြစ်တာကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ကိုလုံးဝနှိပါမြေလံပြောင်းလိုက်ဖြစ်တာဘာဖြစ်ဖြစ်အချိန်မဆွေးပဲလုပ်เสียရှိတာကိုပြပြတက်တာလုပ်ဖြစ်လိုက်တာဒါတွေဟာဆာဂျင်ရက်ဖလစ်ရဲ့ပုံစံသူ့ရဲ့အင်ဂျီတာတွေဖြစ်လာခဲ့ပါတယ်ဒီနေ့တော့သူ့ရဲ့ United Revolution အကြောင်းကိုပြောမှဖြစ်ပြီးဒီ Revolution မှာဘာတွေပြောင်းလဲသွားခဲ့ပြီးအဲ့ဒီအပြောင်းလဲတွေကဘယ်လောက်ထိရည်ရွယ်ထားလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်နံပါတ်1ဘန္ဒာယီခ က်ခဲနဲ့ဝန်ထမ်းလျှော့ချခြင်းစာချင်း Reflect United ကိုစရောက်ခဲ့တဲ့2023မှာပဲ United ရဲ့129.8ရာခိုင်နှုန်းအတွက်ပေါင်3.25ဘီလီယံပြီးချိခဲ့ရတဲ့နေ့တုန်းကသူပြောခဲ့တာပါအဲ့ဒါကတော့ United ကိုဘောလုံးလောကရဲ့ထိတ်ဆုံးကိုပြန်ပို့ဆောင်ပေးပါမယ်ဆိုပြီးကြေပြခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နောက်9လကြာ2024ဇွန်လမှာ United ဟာအရှုံးငွေပေါင်း133.2တန်းလောက်ထိရှိနေခဲ့ပြီးစာချင်းကအပြောင်းလဲကြီးကြီးမားမားမပြုလို့ရင်အတင်းဟာဒေဝါလီခံရသွားနိုင်တယ်လို့ထပ်ပြီးပြောဆိုသွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်း United United မှာအပြောင်းအလဲတွေကတစ်ခုပြီးတစ်ခုဆက်တိုက်ဆုပ်သလိုဖြစ်လာခဲ့တာပါ။အတင်းနေပြ Aris Dan ဟဲ့နေရာမှာအမော်ရင်ရောက်လာပြီးကစားသမားအပြောင်းအလဲတွေအမြောင်များဖြစ်ခဲ့သလိုငွေကြေးသုံးစွဲမှုအနေနဲ့ပေါင်တန်း450ကျော်အထိသုံးပြုခဲ့ပါတယ်။ဒါ့အပြင်ခေတ်ဆက်ဆက်မီလျော်ခံထားရတဲ့တိုင်တန်လေးချင်းရေကွင်းကိုပြင်ဆင်ဖို့ပေါင်တန်း50ထိသုံးပြုခဲ့ပါတယ်။ Sergeant Reflex ဟာဒီလိုကြီးမားတဲ့အပြောင်းအလဲမျိုးကိုနှမျိုးနှစားခွေချပြီးပြုလုပ်ခဲ့တာပါ။ပထမတစ်မျိုးတစားကတော့ကစားပွဲနဲ့တိုက်ရိုက်တက်ဆိုင်တဲ့ကစားသမားနီးပြကစားကွင်းတွေအပြောင်းအလဲဖြစ်ပြီး နောက်တစ်မျိုးကတော့ပွင့်တဲ့တရက်ကြီးတက်ဆိုင်ကြတဲ့ဝင်ထမ်းပြောင်းလဲတွေဖြစ်ပါတယ်။စာဂျင်ကတော့အတင်းလူရင်အားကလိုအပ်တာထက်ပိုနေပြီးဝင်ထုတ်ဝင်ပို့ဖြစ်စေတယ်လို့ရှုမြင်တဲ့အတွက်အကြခင်မှာပဲဝင်ထမ်း150ကျော်ကိုလှုပ်ထုတ်ပြစ်လိုက်တာဖြစ်ပါတယ်။နံပါတ်1ဒီတာနဲ့နီးပညာရှင်မြင့်တင်ခြင်းအတင်းရဲ့နေ့လယ်စာတွေပဲဖြတ်တာချန်ပီယံလိမ့်ဝင်လို့ကစားသမားတွေရဲ့လက်စာတွေရှော့ချတာနောက်ဆုံးအတင်းကနေဝင်ထမ်းတွေကိုလှုပ်ထုတ်ပြစ်လိုက်တဲ့ဆုံးဖြတ်ချက်တွေဟာအတော်လေးကိုထိခိုက်မှုရှိခဲ့ပြီး ကောင်းကောင်းမကင်တွင်နိုင်ပြဿနာကြီးလာနိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်ဒီအတွက် United တို့လုပ်ခဲ့တာကတော့ data လုပ်ငန်းလည်ပတ်မှုပဲဖြစ်ပါတယ်2024 season ပါမှာဒါကို interview တစ်ခုမှာဆာချင် reference ကအတင်းရဲ့ data ခွေးချမ်းစစ်ပြောင်းမှုတွေဟာပြီးခဲ့တဲ့20ရာစုမှာကျန်ရင်းခဲ့တယ်လို့ပြောခဲ့ပူပါတယ်လက်ရှိအကစားလောကမှာ data နဲ့ AI ကိုအသုံးပြုရမှာဖြစ်ရှိအပြေဆုံးအကစားလို့ဆိုရမှာကတော့ formula 1အကစားပြိုင်ပွဲဖြစ်ပြီး မာစီဒီဖော်မြူလာအသင်းကမိုက်ကယ်ဆန်ဆိုနီကိုဒေတာဒရိုက်တာဖြစ်ပြီးခဲ့တဲ့အီဗီလာကခန့်အပ်သွားခဲ့ပါတယ်။ United ရဲ့လက်ရှိဒေတာခွေးချမ်းစိတ်ဖြာရေးဖွဲ့ဟာပရီးမီးယားလိုရဲ့ဒေတာနဲ့ AI အသုံးပြုရမှာထိပ်သီးလေးသင်းတဲ့ကိုပြန်လည်ပါဝင်လာခဲ့ပြီးဒါဟာဒီနှစ်အတွင်းအသင်းမှာအထင်ရှားဆုံးတိုးတက်လာတဲ့ပြောင်းလဲမှုလည်းဖြစ်ပါတယ်။ ံပါတ်3ယူမန်းချက်များဒုတိယအကြိမ်ဝန်ထမ်းတွေကိုလျှော့ချရမှာအတင်းရဲ့အကြီးတန်းရရှိတချို့ပါဝင်ခဲ့ပြီးအဲ့ဒီထဲမှာမကြသေးခင်ကမှယူကာဆယ်ကနေခေါ်ယူထားတဲ့အာကစားဒရိုက်တာဒမ်အက်ရှ်ဝတ်ကိုတိုင်လည်းပါဝင်ဖြစ်ခဲ့ပါတယ်ဒီလိုအပြောင်းလဲတွေကြောင့်အနာဂတ်မှာကျင်းပြပေါက်ပူကောင်းလာမယ်ဆိုတဲ့အမှတ်ခံချက်မျိုးတော့ဘယ်သူမှပြနိုင်တာမျိုးမဟုတ်ပါဘူးပြီးခဲ့တဲ့2025ဇွန်လ30ရက်နေ့အထိစည်ရင်းအချက်လက်တွေရ United ရဲ့ဆုံးရှုံးမှုဟာ ပေါင်33တန်းထိရှိသေးပဲဖြစ်ပါတယ်။ဒီရာသီ United ရဲ့အဓိကပန်းနိုင်ကိုပြောပါဆိုရင်ဥရောပဝင်ခွင့်တင်ရလို့ပြောရမှာပါ။ပေါ်မှာပြောခဲ့တဲ့အသင်းရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာဒီလိုဥရောပဝင်ခွင့်ဆိုတဲ့ရည်မှန်းချက်တသက်တော်တော်မဟုတ်တာသိချပါတယ်။ United ဟာတစ်ချိန်တုန်းက Premier League နဲ့ Champions League ဖလားတွေကိုစင်ခေါ်ပြီးအနိုင် United နဲ့အသင်းမျိုးပြန်ဖြစ်လာဖို့တည်ဆောက်နေတာဖြစ်ပြီးစာတင် Referee ရဲ့တော်လှန်ရေးကဘယ်လောက်ထိအောင်မြင်မှုရနိုင်မလဲဆိုတာကတော့